the monkey the monkey the monkey အောင်ပစ္စည်းအယောင်းဆိုင်မှာဖြစ်ပါတယ် ကပရိန်ဝတ်စုံတဲ့လူတယောက်ဟာလက်ထဲမှာမြောက်ရုပ်တရုပ်ပွေလာပြီးအင်မတန်စိုးရိမ်ပူပန်တဲ့ပုံသဏ္ဍာန်နဲ့ဆိုင်ထဲကိုဝင်လာပါလေ။ကောင်းနာမှာလူမရှိတာနဲ့ဘဲကိုအဆက်မပြတ်တီးလိုက်တော့ဆိုင်ရှင်ထွက်လာပြီးအဲ့ဒီလူကိုခမ ्या ကူမှာသွေးတွေပေးနေတာကိုသတိမထားမိဘူးလားလို့မေးလိုက်ပါတယ်။အဲ့ဒီလူကသူ့ကိုယ်ပေါ်မှာသွေးပေးနေတာကိုစိတ်မဝင်စားအရေးကြီးတာကဒီမြောက်ရုပ်ကိုဝဲသွားပြီးအင်ကကလေးနှစ်ယောက်နဲ့လည်းမဖြစ်တာမို့မြောက်ရုပ်ကိုပြန်လာပေးတာပါ။ဒါပေမဲ့သူ့ရဲ့စကားကမရှင်းတာမို့ဆိုင်ရှင်ကကလေးအယုံများ ဝယ်ပြီးပစ္စည်းငွေပြန်မအမ်းမှဆိုင်းဖို့ကိုလက်ညှိုးထိုးပြလိုက်ပါတယ်။အဲ့ဒီအခါလူကြီးကလန့်သွားပြီးဒါကဂလိကစားတဲ့အယုံမဟုတ်ပါဘူး။ဒါပေမဲ့ဒီအရာကဘာလဲဆိုတာကျွန်တော်လည်းရှင်းမပြတတ်ဘူးလို့ပြောလိုက်ပါတယ်။ဆန်ရှင်လည်းဘာပြန်ပြောရမှန်းမသိတာနဲ့ခမည်းဟာကပြတ်နေပြီထင်တယ်။ drumstick ကအပေါ်မှာမြောက်နေတယ်ဆိုတော့ယုံလိုက်ပါ။အဲ့ဒီ stick ကိုခမည်းအောက်ကိုမချစေချင်ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီ drumstick အောက်ကိုကျသွားတာနဲ့အာမခံတယ်။ကျုပ်တို့အကုန် တောက်ပြဒနာတက်ပြီပဲလို့ဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဂျမ်းဖြစ်နေတဲ့တန်ဘက်ကပြန်ကောင်းသွားကမြောက်ရုပ်ကတီးလုံးတန်နဲ့အတူဂရန်ကိုစတင်တိခတ်လိုက်ပါတော့တယ်ကပရိန်ဝတ်စုံနဲ့လူကတော့တခုခုဖြစ်တော့မှတိနေတယ်လို့သတိထားနေပါတယ်အဲ့ဒီအချိန်မြောက်ရုပ်ရဲ့တီဂီတာဟာပြီးဆုံးသွားပါတယ်အဲ့ဒီအချိန်မှာပဲကြွက်တခုံကပစိန်တစ်ချောင်းကိုခြီထားတဲ့ဂျိုးကိုကိုက်ဖြတ်နေပါတယ် ဆန်ရှင်ကတော့ပြုံးစီပြုံးစီနဲ့ကျုပ်ကတော့ဒါကိုတောက်ပြက်တနာလို့မထင်ပါဘူးလို့ပြောနေချင်းကျွဲ့ရဲ့လက်ချက်ချောင်းပစင်းကဘေးမှာထောင်ထားတဲ့အယုတ်ပေါ်ကျသွားကာအယုတ်ကများဟာဆန်ရှင်ဝမ်ပိုက်ကိုအရှိန်ပြင်းစွာနဲ့ဖောက်ဝင်ပြီးနိုင်ရန်မှာတွတ်ဆိုင်ပါတော့တယ်ဆန်ရှင်လည်းစက္ကန့်ပိုင်းအတွင်းဖြစ်သွားတာတွေကြောင့်မျောက်ရုပ်ကိုကြည့်လိုက်ချင်း မြောက်ရွတ်ကနောက်ဆုံးဒရန်ချက်ကိုတိခတ်လိုက်ပါတယ်။အဲ့ဒီအခါအမြားကတူလာခဲ့တဲ့လမ်းကြောင်းအတိုင်းပြန်ဝင်သွားပါတော့တယ်။ဆန်ရှင်ရဲ့ဥရီဟာလည်းညားနဲ့အတူပါသွားပြီးအယုတ်ကျွတ်ပြတ်သွားပါတော့တယ်။ကပရင်ဝတ်စုံနဲ့လူကတော့ဒီလောက်ကောင်းကျိုးမပေးတဲ့မြောက်ရွတ်ကိုဖျက်ဆီးပစ်ဖို့ကြံစီနေရင်ဟစ်တလာခေတ်ကမိသနက်ကိုတွေ့တာနဲ့မြောက်ရွတ်ကိုဆိုင်းပြင်ထုတ်ကမိပုံရှို့လိုက်ပါတော့တယ်။ဟုတ်ကဲ့ဒါကတော့တမန်ခီးဆိုတဲ့ဟော်ရာကဖြစ်ပါတယ်။ဇလန်းလေးမစခင်လိုက်တစ်ချက်ကွမန့်တစ်ချောင်းစာရိုက်ဖို့အချိန်မရှိရင် နှစ်သက်တဲ့ emoji တခုခုမှန်းခဲ့ပေးပါ subscribe လုပ်ရသေးရင်လည်းလုပ်ခဲ့ကြပါဇလန်းလေးဆက်ကြမယ်ဟဲနဲ့ဘီတို့ကအချိန်၃မိနစ်ပဲချားတဲ့အမွားကြီးကိုတွေပါသူတို့အဖေကတော့မရှိတော့ပါဘူးသူတို့အမေရဲ့ပြောစကားအရာတော့သူတို့ရဲ့အဖေဟာစလိတ်သွားဝယ်အောင်မယ်လို့ပြောထွက်သွားပြီးအင်ကိုပြန်မလာတော့ဘူးဆိုတာပါပဲဟဲနဲ့ဘီကအမွားကြီးကိုဆိုပေမဲ့တခြားအမွားတွေလိုချစ်ချစ်ခင်ခင်မရှိပါဘူးဘီကဟဲကိုအခွင့်ရရင်ရသလိုအနိုင်ကျင့်တတ်ပါတယ်သူတို့အဖေရဲ့ပစ္စည်းတွေကို ဟဲရိုအမေကအမိုက်တွေလို့ထင်ပေမဲ့အမွန်ကြီးကိုအတွက်တော့ဒါတွေကသူတို့အဖေဘလို့လူလဲဆိုတာကိုသိနိုင်ဖို့အခွင့်အရေးလိုပဲမြင်ကြပါတယ်ဒီလိုနဲ့တည့်ရက်မှာတော့သူတို့အဖေရဲ့ပစ္စည်းတွေတွေကနေမြောက်ရုပ်တရုပ်ကိုရှာတွေ့သွားချပါတယ်မြောက်ရုပ်ကိုတွေ့သွားတာနဲ့သူတို့ကမြောက်ရုပ်ရဲ့တော့ကိုလက်ကြည့်လိုက်မိတယ်ဆိုရင်ပဲမြောက်ရုပ်ကတဖန်အသက်ပြောင်းဝင်လာပြီးလူပြန်တတ်ဖို့လှုပ်လာပါတယ်အမွန်ကြီးကိုနှစ်ယောက်ကိုထိန်းချောင်းပေးတဲ့အမျိုးသမီးကသူတို့ညီကိုနှစ်ယောက်ကိုစားတောက်ဆိုင်တစ်ခုစီလိုက်ပို့တဲ့အချိန်မှာပဲမြောက်ရုပ်ကဒရန်ကိုစတင်တိခတ်ပါလို့ ။မြောင်ရုပ် grand ticket ပြီးတာနဲ့စပူမှုကအမျိုးသမီးရဲ့ခေါင်းကိုဓာတ်နဲ့ပိုင်းဖြတ်လိုက်ပါတယ်။အမျိုးသမီးလည်းသူကိုယ်တိုင်ဘာဖြစ်သွားတာလဲဆိုတာမသိပဲခေါင်းကပြတ်သွားတယ်လို့အကုန်လုံးလဲအံ့ဩထိတ်လန့်သွားကြပါတယ်။အမျိုးသမီးခေါင်းကလည်းစပူမှုရှိပြုတ်ကျသွားပါတယ်။အဲ့ဒီအမျိုးသမီးတည်ဆုံးသွားတော့ သူ့ရဲ့အတူပေါက်ကိုကျင်းပပေးလိုက်ကြပြီခုချိန်ထိမြောက်ရုပ်ကြောင့်တေရတယ်ဆိုတာညီကိုနှစ်ယောက်ကမသိကြသေးပါဘူးဒီကိစ္စကမတော်တဆဖြစ်တယ်ဆိုပြီးညီကိုနှစ်ယောက်ကိုသူ့အမေကပြောပြပေးမယ်ညီကိုနှစ်ယောက်ကတော့ဒါဟာမတော်တဆဖြစ်တာမဟုတ်ဘူးဆိုတာသူတို့သိနေပေမဲ့ဘာကြောင့်ဖြစ်သွားတာလဲဆိုတာတေချာရှင်းမပြတတ်ကြပါဘူးသူတို့အမေကတော့လူတိုင်းတေရမှကြီးပဲဖြစ်လို့စိတ်မကောင်းမဖြစ်ကြဘူးပဲနှစ်သိမ့်ပေးလိုက်ပါတယ်ညီကိုနှစ်ယောက်လည်းသူ့အမေပြောစကားကိုနားထောင်ပြီးအသာငြိမ်နေကြပါတော့တယ် ဟဲလ်ကျောင်းကိုသွားတဲ့အချိန်မှာတော့ကျောင်းကလူတွေကသူ့အဖေအိမ်ကထွက်သွားတာကဟဲလ်ငုံလုံးလို့နားမခံနိုင်လို့ထွက်သွားတယ်ဆိုတာဟုတ်လားဆိုပြီးလောင်ပြောင်ပြီးမေးချပါတယ်အဲ့ဒီအကြောင်းကိုသူ့ရဲ့အကူပီးကကျောင်းမှာပြောဆိုထားခဲ့တာပါအဲ့ဒါနဲ့ဟဲလ်လည်းစိတ်ဆိုးပြီးကျောင်းကနေအိမ်ကိုပြန်လာခဲ့ပါတယ်အိမ်ရောက်တော့သူ့အမေကသူတို့နှစ်ယောက်စားဖို့ဟင်းတွေချက်နေရင်ဟဲလ်ကိုနှုတ်ဆက်ပေမဲ့ဘာမှမပြောဘဲသူ့ရဲ့အခန်းထဲကိုသာဝင်သွားပြီးစိတ်တက်ကြစွာနဲ့ထိုင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့အခန်းထဲမှာမြောက်ရုပ်ကိုထားထားတာတွေ့လိုက်ရပါတယ် ဖားကြောင့်ဒီမြောင်ရုပ်ကြီးကိုသူ့အခန်းထဲလာထားထားတာလဲဆိုပြီးသူ့အမေကိုလှမ်းအောင်မေးလိုက်ပါတယ်မိခင်ဖြစ်သူကလည်းဟင်းချက်နေရင်သူ့မြောင်ရုပ်ကိုလာမထားကြောင်းအခန်းထဲကိုလည်းမဝင်ကြောင်းပြောလိုက်တဲ့အခါမှာ ဟဲ့တယောက်ပိုပြီးစိတ်ရှုပ်ထွေးသွားပါတယ်ဒါဆိုမျောယုတ်ကဘလို့လုပ်ပြီးသူ့အခန်းထဲရောက်လာတာလဲဆိုတာစဉ်းစားမရဖြစ်နေပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအဲ့လိုမရတော့ပဲကလေးထိန်အမျိုးသမီးတည်ရတာဟာဒီမျောယုတ်နေများသက်ဆိုင်နေမလားဆိုကအတွေးဝင်သွားခဲ့ပါတယ်အဲ့ဒါနဲ့သူလည်းအိတ်မနေတော့ပဲကလေးထိန်ကောင်းကိုဖြတ်တာမင်းလောက်တာမဟုတ်လားဆိုကမျောယုတ်ကိုတေချာကြည့်ပြီးမင်းနေတဲ့အချိန်မှာပဲဘီလ်တယောက်လာပြီးအဲ့ဒီမျောယုတ်ကြီးကိုဒီလောက်ကြိုက်နေရင်မင်းယူလိုက်လို့ပြောပြီးနောက်ဒီမျောယုတ်နဲ့လက်ထပ်ချင်တယ်လို့လည်းပြောရမယ်ဆိုကာ ဘီကအနိုင်ကျင့်ကလောင်ပြောင်ပြက်ရည်ပြုတ်နေပါတော့တယ်ဟဲကငါမှလက်မထက်ချင်တာဆိုပြီးဘီရဲ့စကားကိုပြန်လဲခြေပါလိုက်တဲ့အခါဘီကပိုစိတ်ဆိုးသွားကငါမြောက်ဆုံးမှဖြစ်ချင်တယ်လို့လည်းပြောရမယ်ငါပြောသည်ဆုတ်ချင်တယ်ဆိုပြီးလဲပြောဆိုပြီးဟဲမပြောချင်တာကိုစွပြောခိုင်းလိုက်ပါတော့တယ်ဟဲဘီကိုကြောက်တာနဲ့မပြောချင်ပေမဲ့ဘီပြောခိုင်းတယ်လို့ပြောလိုက်ရပါတော့တယ်ဟဲပြောပြီးတဲ့အခါမှာတော့ဒီရုပ်ကမင်းအပိုင်ဖြစ်သွားပြီဆိုပြီးမြောက်ရုပ်ကိုဟဲကိုအပိုင်ပေးလိုက်ပါတယ်အဲ့ဒီနောက်ဟဲကို မတုံးလို့ပြောပြီးထွက်သွားပါတော့တယ်။နောက်ရက်မှာတော့ health စတင်နေတဲ့အချိန်သူဂျောဘိုအိတ်ကထူးဆန်းနေတာမို့အိတ်ကိုဖြန့်ချိလိုက်တဲ့အချိန်မှာပဲဂျောဘိုအိတ်ထဲမှာမြောက်ရုပ်ကရောက်နေပါတယ်။သူလည်းအံ့အားသင့်နေတော့အတန်းနဲ့ကကောင်လေးတယောက်က health ကိုမြောက်ရုပ်နဲ့မဖွဲမရာလုပ်နေတယ်ဆိုပြီးအကျယ်ကြီးအော်ပြောလိုက်တဲ့အခါတခန်းလုံးကဝိုင်းရီကြပါတယ်။ရီးတဲ့အထဲမှာသူ့ရဲ့အကိုဘီလဲပါပါတယ်။ health တယောက်ကြောင်းမှအဆင်မပြေခဲ့ပဲအဆက်ကွဲလာတာမို့အင်ကိုဒေါသတကြီးနဲ့အပြေးပြန်လာခဲ့ပါတယ်။ ီးခင်ဖြစ်သူကဟဲပြန်လာတာတွေ့တော့မုတ်စားဖို့ခေါ်တဲ့အခါမစားဘူးဆိုကဒေါသထွက်ပြီးသူ့ရဲ့အခန်းစီအ мян သွားလိုက်ပါတယ်အိတ်ခန်းထဲမှာမျောရုပ်ကိုတွေ့တာနဲ့ဒီနေ့သူအလောင်ခံရတာမင်းကြောင့်ဖြစ်ရတာအဲ့ဒီအတွက်သူ့ကိုအမြဲနိုင်ချင်းတက်တဲ့ဘီးကိုတက်ပေးဖို့စိတ်ဆိုးပြီးပြောလိုက်ရင်မျောရုပ်ရဲ့တော့ကိုလှည့်ပြီးဖြွင့်လိုက်ပါတယ်တော့ကိုလှည့်ပြီးဖြွင့်လိုက်တာနဲ့မျောရုပ်ကစတင်အသက်ဝင်လာပြီးဒရန်ကိုစတင်တိုက်ခတ်ပါတော့တယ်မျောရုပ်ဒရန်ကိုတိုက်ခတ်တဲ့အချိန်မှာပဲဘီးကအင်ကိုပြန်ရောက်လာပြီး သူ့အမေကိုနှုတ်ဆက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမြောက်ရုပ်ရဲ့ရရက်ဆက်ဆက်တက်တာခံလိုက်ရပါတယ်ဘီလည်းဘလို့ဖြစ်တာလဲဆိုပြီးအာအာသိနေချင်းမိခင်ဖြစ်သူကကျမ်းပြင်ပေါ်လဲကြကတေဆုံးသွားပါတော့တယ်မိခင်အတုပမှာဟဲကသူ့ကြောင့်မိခင်တေဆုံးသွားရတော့မို့စိတ်ထိခိုက်ပြီးသူ့အမေတေတာသူ့ကြောင့်ဖြစ်တယ်ဆိုပြီးကြေကွဲနေပါတယ်ဘီကအန်ဒီဂျီကတော့ဟဲကိုဝမ်းမနေဖို့နဲ့ဒါမျိုးကဖြစ်တတ်တဲ့အကြောင်းပြောကနှစ်သိမ့်ပေးနေပါတယ်ဟဲကတော့ဘာစကားမှမပြောဘဲအသာပဲနားထောင်နေရင်မြောက်ရုပ်အကြောင်းကိုစဉ်းစားနေခဲ့ပါတယ် မိခင်တည်ဆုံးပြီးတဲ့နောက်မှာမြောင်ရုပ်ကတက်ချင်တဲ့သူကိုကြုံရကြပန်းရွေးချယ်တာကိုနားလဲသွားပြီးကိုတက်ခိုင်းချင်တဲ့သူကိုတက်လို့မရဘူးဆိုတာကိုပါတိသွားခဲ့ပါတယ်မြောင်ရုပ်ရဲ့ဘူးဘုံဘောကသတိပေးစာကလည်းအမှန်မဲဆိုတာနားလဲသွားခဲ့ပါတယ်ဟက်တယောက်မြောင်ရုပ်အချောင်းတွေးနေတော့မှပဲဘီကမတ်တက်ထရလိုက်ပြီးအမေထလေဘာလို့အိတ်နေတာလဲဆိုပြီးငိုယိုနေပါတော့တယ်ဟက်တယောက်ကတော့သူ့လို့ရဲ့မှားသွားပြီဆိုတာနားလဲသွားတဲ့အချိန်မှပဲအရာအလုံးဟာနောက်ကျသွားခဲ့ပါပြီ အဲ့ဒီနောက်မှာမိဘမဲ့ဖြစ်သွားကြတဲ့ညီကိုနှစ်ယောက်ကိုတခြားမျိုးမှနေတဲ့ဆွေမျိုးတော်ဆက်သူဦးလေးတယောက်ကလာခေါ်သွားခဲ့ပါတယ်ညီကိုနှစ်ယောက်လည်းအိမ်အစ်စ်မှာအုတ်ထင်းသူအစ်စ်နဲ့လာရောညီထွေစွာနေကြရင်တညမှာ BL နေတဲ့အချိန်ကိုဟဲကစောင့်နေပြီးသူ့အကိုအိတ်သွားတာနဲ့အသာလေးထကမြောင်ရုပ်ကိုယူပြီးဓာတ်နဲ့အပိုင်းပိုင်းခုတ်ဖြတ်လိုက်ပါတယ်ပြီးတာနဲ့မြောင်ရုပ်ရဲ့အစိတ်ပိုင်းတွေကိုအမိုက်အိတ်ထဲထည့်ပြီးအမိုက်ကားဘော်ကိုတေချာပစ်လိုက်ပါတယ်ဒီလိုတွေကြုံတွေ့ပြီးခဲတဲ့နောက်မှာတော့ B ဟာ အရင်လိုမဟုတ်တော့ပဲညီကိုနှစ်ယောက်ဟာပြန်လဲအဆင်ပြေသွားချပါတယ်တရက်မှာဘီကအေကန်းထဲမှာ TV ကြည့်နေတော့ပြတင်းပေါက်မှန်မှာမြောက်ရုပ်ရဲ့အရှိကူတွေ့လို့ထကြည့်နေတော့မှဟဲလျောက်လာပြီးမြောက်ရုပ်ကိုပားကြောင်ပြန်ယူလာတာလဲဆိုပြီးပြောလိုက်တဲ့အခါဘီလည်းလက်ကြည့်လိုက်ပါတယ်မြောက်ရုပ်ကအစိတ်စိတ်မော်မော်ဖြစ်မနေပဲ အကောင့်တိုင်းပြန်ဖြစ်နေပြီ။တွားကြည့်ဖြဲကဂရန်တီပို့ဟန်ပြင်နေပါတယ်။ဘီကဒီမြောက်ရုပ်ဟာမြောက်ဆိုးပဲ။သူကကလေးတိန်မိမကိုတက်လိုက်တာမလား။နောက်ပြီးအမေကိုလည်းသူတက်လိုက်တာမလားဆိုပြီးဘီကပြောတော့ဟဲကအမှန်တိုင်းမပြောပဲ။သူလည်းမသိဘူးဆိုကလိန်ပြောလိုက်ပါတယ်။ဘီကတခြားလူတွေတည်မလား။စမ်းသက်ကြည့်နေတဲ့အခါဟဲကမစမ်းသင့်ဘူးလို့ပြောတော့ အမေကဒီအယုတ်ရဲ့တော့ကိုလှဲခဲ့တာလားဒီတော့ကိုလှဲတဲ့သူကတေးရတာလားလို့ဘီကပြောပေမဲ့ဟဲကတော့ဘာမှမပြောပဲအမှန်တရားကိုဖုံးကွယ်ထားမြဲပါပဲနောက်ရမှာတော့သူတို့ဦးလေးဟာအမဲလိုက်ရင်းနဲ့ငင်းရန်69ကောင်ရဲ့တက်နေတာခံရတာကြောင့်ခန္ဓာကိုယ်ဟာတစစီကြေမွပြီးတည်ဆုံးသွားခဲ့ပါတယ်သူတို့ဦးလေးတည်ဆုံးသွားတဲ့အခါညီကိုနှောင်းဟာဦးလေးအတွက်ဝမ်းနေတယ်လို့မခံစားရပေမဲ့စိုးရုပ်တဲ့မြောက်ရုပ်ကိုဘူးတဲ့တေချာထဲ့ပြီးကျိုးနဲ့တုံးအောင်က အဝေးမှာရှိတဲ့အဝီးစီးတွင်းကြီးတစ်ခုတည်းကိုစွန့်ပစ်လိုက်ကြပါတယ်။25နှစ်ကြာသောအခါကြောင်မတ်ဖွယ်အဖြစ်ပြက်တွေတပံပြန်လဲစတင်လာခဲ့ပါတယ်။ဟဲရိုဦးလေးရဲ့ဇနီးတဲ့ဟာအိမ်နေတော့မှာအတန်းတွေကြားနေရတာနဲ့နိုးလာပါတယ်။သူ့အိမ်ထဲကိုလူဆိုးတွေဝင်နေတယ်ထင်တာနဲ့တနက်ကိုယူပြီးအောက်ထပ်ကိုဆင်းကသွားစစ်ကြည့်လိုက်ပါတယ်။ဒါပေမဲ့ဘာမှမတွေ့ရပဲရှင်းနေတော့မှအပေါ်ကိုပြန်တက်ချင်တေကားဘော်ကနေကြုံကြသွားကနဆွဲတန်ခွင်းတွေကသူ့မမျက်နှာကိုထိုးဆိုင်သွားပါတော့တယ်။ အရာနဲ့ရေချိုးခန်းထဲဝင်ပြီးမျက်နှာပေါ်မှာစိုက်ဝင်နေတဲ့နှခွင်းတွေကိုဆွဲနှုတ်ကသူမရဲ့မျက်နှာကိုဆေးထဲလိုက်ပါတယ်ဆေးထဲနေတဲ့အချိန်မိဖို့ခန်းကအတန်ကြာလိုက်ရတာမို့တွားကြည့်တဲ့အခါဘာမှရှိမနေတာနဲ့ မိဖို့ကမိဖွင့်ထားမှသာတိရအောင်အိုးကိုပေးချပြီးမျက်နှာကိုမိဖို့နာကတ်ကြည့်လိုက်တဲ့အခါမိဖို့ကမိတွေဟာထထောက်လာပြီးသူမရဲ့မျက်နှာတစ်ခုလုံးကိုမိဆွဲသွားပါတော့တယ်မိမကြီးလည်းနာကျင်စွာအော်ဟစ်ပြီးအိမ်အပြင်ကိုအ мян ထွက်လာတဲ့အခါအရှိန်မထိန်နိုင်ပဲစိုင်းဖို့အချုံကိုဝင်တိုးမိကထုတ်ချင်းပေါက်သွားပါတော့တယ်ဟဲကတော့အခုချိန်မှာစဲကျော်တက်ကလေးအရွယ်ကနေလူကြီးတစ်ယောက်ဖြစ်လာပြီးငယ်စဉ်ကကြုံတွေ့ခဲ့ရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးနှစ်တွေကြာလာတဲ့အခါမိပြောက်သွားခဲ့ပါပြီဘီနဲ့လည်းအဆက်ဖြတ်ထားသလို ဆွေမျိုးတွေနေလဲအဆက်အသွယ်ဖြတ်ပြီးနေလာခဲ့တာနှစ်အတော်ကြာခဲ့ပါပြီအဲ့ဒီလိုအဆက်ဖြတ်ခဲ့ရတဲ့အကြောင်းကတော့မြောက်ရုပ်ပြန်ပေါ်လာပြီးသူ့ရဲ့ဆွေမျိုးတွေကိုဒုက္ခပေးမှကြောက်လို့ပါပဲဟဲကမိမလည်းရပြီးကလေးတစ်ယောက်လည်းရနေခဲ့ပါပြီဒီနေ့လဲသူ့ကလေးကိုတွားကျူစရာရှိတာမို့ဆိုင်ပန်ရှင်ကိုစောစောပြန်ဖို့ခွင့်တိုင်နေပါတယ်ဟဲကသူ့ရဲ့ကလေးနဲ့တနစ်ကိုတစ်ခါပဲတွေးခွင့်ရတာပါတထဲကတနစ်တစ်ခါပဲကလေးကိုတွေးခွင့်ရတဲ့အဖြစ်ကိုကြားလိုက်ရတော့ဟဲကိုတနာသွားခါမင်းအဖြစ်ကအတော်ဆိုးတာပဲလို့ရည်ရွတ်လိုက်တော့ ီလိုတနည်းတစ်ခါပဲတွေးဖို့အစီအစဉ်ကို तू လောက်ထားတာဖြစ်ပြီး तू ကလေးကိုမြောက်စုကအန္တရာယ်မပြုနိုင်ဘူးဒီလိုဆုံးဖြတ်တာကြောင့်တတိကိုပြန်ရှင်းပြလိုက်ပါတယ်ဟဲရဲ့ကလေးနာမည်က Fitty လို့ခေါ်ပြီး Fitty အိမ်ရောက်တော့ Fitty ကသူ့ကိုပဲသတိရနေတာမို့ထိမ့်သိမ့်ဆောက်ရှောင်းရတာခက်ခဲတဲ့အကြောင်းဖီတီရဲ့မွေးစားမိခင်ကပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဖီတီရောက်လာပြီးဘာတွေပြောနေကြတာလဲလို့မေးလိုက်တဲ့အခါ ဟဲလေသူ့သားကိုလှည့်ကြည့်ပြီးနှုတ်ဆက်လိုက်ကစကားစာပြတ်သွားချပါတယ်နောက်တနေ့မှာတော့သပင်ပုတ်တိုင်းတဲ့လူငယ်တယောက်လမ်းလျှောက်လာပြီးတနေရအယောက်မှာရက်လိုက်ပါတယ်အဲ့ဒီအချိန်မျောရုပ်ကိုမြင်တော့အံ့ဩစွာနဲ့ကောက်ကန်ကြည့်တဲ့အခါသူ့ရဲ့အာယုံထဲမှာရဲသားတယောက်ဂရင်ပေါ်မှာလဲလျက်အေးဘူးကိုတောက်ပြီးပြုံးရီပြကလှည့်ကြည့်နေတာကိုမြင်ရောင်လာခဲ့ပါတယ်ဘာကြောင့်မို့အဲ့လိုမြင်ရတာလဲဖဖြစ်လို့လဲဆိုတော့ကိုတော့မတိပဲဖြစ်နေပါတယ်။ဘာပဲဖြစ်ဖြစ်မြောက်ရုပ်ကလူတွေကြားတဲ့ပြန်လဲထွက်ပေါ်လာပြန်ပါပြီ။ Hell နဲ့ Biro ရဲ့ 25နှစ်ကြာမှဖြစ်ပေါ်လာမယ်။မြောင်နဲ့သူတို့ကြားကဆက်သွယ်မှုကရောဘလို့ဆက်ဖြစ်မလဲ။သပင်ပုတ်တိုင်းတဲ့ကောင်လေးကသူမြင်တွေ့ခဲ့ရတဲ့သူ့အဖေပုံစံနဲ့ပတ်သက်ပြီးမိခင်ကိုပြောပြပေးမယ်။မိခင်ဖြစ်သူကအလေးအနက်မထားပဲဟာသဆန်တဲ့စကားလုံးများနဲ့ပြန်လဲချေပါတဲ့အခါအဖေဟာအခုချိန်မှာဘယ်တွေရောက်နေတာလဲဆိုတာတွေးမိဘူးလားလို့ပြောလိုက်ပါတော့တယ်။မိခင်ဖြစ်သူကတော့မင်းအဖေကိုသတိရနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးမတန်မာဘူးငါသားရဲ့။သူ့လိုလူမျိုးကိုသတိရဖို့မထိုက်တန်ကြောင်ပြောပြီး ဒီမြောင်ရုပ်ကိုအိမ်ပြင်မထွက်တဲ့အယူတယောက်ကိုရောင်းဖို့စဉ်းစားနေတယ်လို့ပြောလိုက်ပါတော့တယ်ဟဲကတော့သူသားနဲ့အမတ်တရားတွေဖန်တီးဖို့အတွက်ဖီတီကိုခေါ်လာပါတော့တယ်ဟိုတယ်အရောက်မှာဖီတီကပဲစပြီးအဖေးမှာညီကိုမောင်နှမတွေတယောက်မှမရှိဘူးလားလို့မေးတဲ့အခါဟဲလည်းမရှိချောင်းကိုမဝင်မရဲပြောလိုက်တော့ဖီတီကစိတ်ပြတ်သွားပြီးနှစ်ဖက်လုံးမှာမရှိတာလားလို့ထပ်မေးလိုက်တော့ဟဲကဟုတ်တယ်သူ့မှာမြည်သည့်ဆွေမျိုးမှမရှိပဲမင်းတယောက်ပဲရှိတာပါလို့ပြောပြီးစကားစဖြတ်လိုက်ပါတော့တယ် တကယ်တော့ဟဲကသူ့သားကိုအမှန်တိုင်းပြောပြဖို့ချိန်မတန်သေးဘူးထင်တာမို့တာပစ်သူရဲ့မိခွန်းတွေကိုလိန်ညာပြီးဖြေဆို့ခဲ့တာပါသူလိန်ညာဖြေဆို့ထားပေမဲ့လည်းဖိတိရဲ့မိခွန်းတွေကတော့ရက်တက်မသွားပဲအဲ့ဒါဆိုရင် အမေရဲ့နာမည်ကဘလို့ခေါ်လဲလို့ထပ်မေးပါတယ်ဒီတစ်ခါမှတော့လူးဝစ်ဆိုပြီးပြန်ဖြေခဲ့လို့မိခင်ဖြစ်သူရဲ့နာမည်ကလူးဝစ်ဖြစ်ဆိုပြီးစိတ်ချနှက်သွားပါတယ်ဟဲကစကားစဖြတ်ချင်တာနဲ့နောက်ကျနေပြီးညစာလုတ်ပေးမယ်လေလို့ပြောကစကားစဖြတ်ပေမဲ့သူ့ကိုတေးစေချင်တယ်မို့လားဆိုပြီးသူ့သားကထပ်ပြောလာတဲ့အခါ ဟဲလဲစိတ်မကောင်းဖြစ်သွားပေမဲ့အဖြစ်မှန်တွေကိုတော့ပြောမပြဖြစ်ခဲ့ပါဘူးဟဲကသူသားနဲ့အတူနေခြင်းပေမဲ့မြောက်ရုပ်ကသူသားကိုတတ်မှကြောက်တာကြောင့်သားဖြစ်သူနဲ့မခွဲခြင်းပဲခွဲနေရတာပါဖီတီကတော့အကြောင်းရင်းမှန်ကိုမသိပဲသူ့ကိုမချစ်လို့မိဘတွေကတခြားတသိန်းတွေစီမှာစွန့်ပစ်ခဲ့တယ်လို့ပဲထင်နေပါတယ်ဟဲကတော့အဲ့ဒီညမှာပဲမြောက်ရုပ်ကိုအိမ်မက်အဖြစ်မြင်မှတ်ပါတယ်မြောက်ရုပ်ကသူ့ချစ်တဲ့သူတွေကိုတတ်ပစ်လိုက်ရမလားဆိုပြီးသူ့ကိုချင်းချောက်ပြောဆိုတာနဲ့လန့်နိုးလာခဲ့ပါတယ်အဲ့ဒီအခါဇောကျွေးများပြန်နေတာမို့ အဲကွန်းကိုအေးအေးပုံမြင့်ပြီးအိတ်ဖို့ပြန်လုံးချင်ဖုံးတကောဝင်လာတာမို့ကောက်ကင်လိုက်ပါတယ်ဖုံးကင်လိုက်တဲ့အခါတပတ်ကဟိတ်ကောင်ငတုံးလို့ပြောတော့ဟဲတယောက်မျက်နှာပြတ်သွားကမင်းငါဖုံးနမတ်ကိုဘလို့သိတာလဲမင်းနဲ့အဆက်အသွယ်ပြတ်နေတာ၁၀နှစ်လောက်ရှိပြီဆိုကအံ့ဩနေချိန်မှာပဲမင်းကိုငတုံးလို့ခေါ်တာငါတယောက်တည်းမဟုတ်တော့ဘူးလို့စားနှောက်လိုက်ပါတယ်အဲ့ဒီနောက်ဘေးကမင်းဖုံးနမတ်ကိုရဲတွေကပေးတာအန်တီအိုင်ရာတေးပြီလို့ပြောလိုက်တဲ့အခါဟဲကအသက်ကြီးလို့တေးတာလားနေမကောင်းလို့တေးတာလားဆိုပြီးပြန်မေးလိုက်ပါတယ် သူကအိမ်ကိုရောက်ဖို့အတွက်ပစ္စည်းတွေကိုထုတ်ရောင်းနေလေသူရရဲ့ဆက်ဆက်တည်သွားတယ်လို့တော့ရဲမေမာလီကပြောတာပဲဆိုပြီးဘီကထပ်ပြောလိုက်ပါတယ်နောက်ပြီးသူ့ပစ္စည်းတွေကိုတယောက်ယောက်ကကြည့်ပေးဖို့လိုတယ်မင်းကသူ့ရဲ့ဆွေမျိုးရင်းချပဲလေလို့ပြောတော့ဟဲကမင်းလဲဆွေမျိုးပဲလေငါအခုအပတ်ကငါရဲ့သားနဲ့တွေ့ရမယ့်အပတ်မို့လာလို့မရဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီအခါဘီကမင်းကမင်းသားနဲ့ဒီလိုတပတ်လောက်ပဲတွေ့ခွင့်ရတာလားမင်းကငငယ်ရုံးကလိုပဲပြောင်းညံ့နေုံပဲ အန်တီအိုင်ရာအင်ကိုမြောက်ရုပ်ရှိမရှိတွားကြည့်ဖို့လိုတယ်ဆိုတော့ဟက်စိတ်တွေလှုပ်ရှားသွားကဒါကရေရင်းအောင်မှလေအန်တီအိမ်မှာရှိမနေနိုင်လောက်ဘူးလို့အသေးအတန်ညင်းလိုက်ပါတယ်အဲ့ဒီခါပြီးကအဲ့ဒီအရာကနေရရွှေ့နိုင်တာမင်းလဲသိပါတယ်ဆိုတော့ဟက်တယောက်ဘာစကားမှမပြောနိုင်ဖြစ်နေချင်းမိမတယောက်ကရေကူးခံထဲမှာရေကူးဖို့အတွက်ဟန်ပြင်းနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲဘေးပတ်ဝန်းကျင်တစ်ခုလုံးမူမမှန်ချင်းတွေစတင်နေပြီမဲ့ဟက်ကတော့သတိမထားမိပဲဖုန်းကိုပဲပြောနေပါတယ်ပြီးကမင်းရဲ့သားကိုပါခေါ်သွားပြီး အန်တီအိမ်မှာမြောက်ရုပ်ပြန်ရောက်မရောက်စစ်ကြည့်ဖို့ပြောနေပါတယ်။ခရက်ကလည်းသူ့သားကိုမသေးစေချင်တာကြောင့်အဲ့လိုမျိုးမလုံးနိုင်ကြောင်းဘီပြောတော့ကိုလက်ခံဖို့ညှင်းဆန်နေပါတယ်။ဒီလိုနဲ့ညီကိုနှစ်ယောက်စကားအခြေတင်ဖြစ်နေချာချိန်မှာပဲဟဲရဲ့ကောင်းမှုကိုအဲကွန်လျက်စစ်စစ်တစ်ခုကအဆောက်အဦးကနေပြုတ်ချလာပြီပဲ။ကံကောင်းစွာပဲဟဲကိုမထိခိုက်မိပါဘူး။ဒါပေမဲ့အဲ့ဒီကထွက်တဲ့လျက်စစ်တွေကရေကူးကန်နဲ့ရောက်သွားပါတော့တယ်။အဲ့ဒါကိုမသိပဲအမျိုးသမီးကရေကူးကန်နဲ့ကိုခုံဆင်းဖို့အလုံးမှာ ဟဲကမြင်သွားလို့တားပေမဲ့မမီတော့ပါဘူးအမျိုးသမီးကရေကူးကန်လေးကိုဒိုင်မင်းပစ်လိုက်တဲ့အခါဓာတ်လိုက်သွားပြီးအယုတ်တခြားအသားတခြားဖြစ်သွားကခြေရောက်ပြက်ကြီးကဟဲစီလွင့်လာပါတော့တယ်ဟဲလည်းအခန်းထဲပြန်ဝင်သွားပြီးအန်တီအိမ်ကိုပြန်သွားကြည့်ဖို့ဆုံးဖြတ်လိုက်ကအိပ်ပျော်နေတဲ့ဖီတီကိုနှိုးပြီးအန်တီအိမ်ကိုသွားဖို့ပြင်ဆင်လိုက်ပါတယ်ဖီတီကတော့ဟဲရဲ့စကားတွေကိုနားမလည်စွာနဲ့နားထောင်နေရင်ညလေကောင်ကြီးလေအဖေဆေးကွဲနေတာလားဘာတွေပြောနေတာလဲမေးပေမဲ့ဟဲကဒီနေရာကနေငါတို့အမြန်သွားရမယ်လို့သာပြောရင် ပစ္စည်းတွေအ мян ထက်ကဟိုတယ်တွေကနေထွက်လာပါတော့တယ်ကားပေါ်ရောက်တဲ့အခါမှာတော့ဖီတီကိုတောင်းပန်စကားပြောပြီးသူ့အန်တီတေသွားတာမို့အန်တီရဲ့ကိစ္စတွေကိုရှင်းဖို့အတွက်အလို့တကြီးထွက်လာရကြောင်းသားဖြစ်သူကိုရှင်းပြလိုက်ကအိမ်ပြန်ပို့ဖို့လုပ်ပါတော့တယ်အဲ့ဒီအခါဖီတီကသူ့ကိုပါအန်တီအိမ်ကိုခေါ်သွားဖို့ပြောတော့ဟဲကငါမင်းကိုကစားကွင်းစီပဲခေါ်သွားရမှာတေမင်းရဲ့အမောင်တုစီခေါ်သွားဖို့မဟုတ်ကြောင်းပြောလိုက်ပါတယ်ဒီလိုညှင်းဆန်တော့ဖီတီဟာလက်ချံအချိန်လေးမှာ ဖေတဲ့အမတ်တရလေးတွေဖန်တီးကျင်ကြောင်းနဲ့သူ့ကိုပြန်မပို့ပဲခေါ်သွားတာကပို့ကောင်းကြောင်းသူ့ကိုမွေးစားဖို့ပေးတော့မယ်ဆိုတာသူတိကျောင်းပြောပြီးသူ့မိခင်လူဝစ်တာရှိရင်ဒီကိစ္စကိုဘယ်လိုဆုံးဖြတ်မလဲဆိုတာသိချင်ပါတယ်လို့ပြောတဲ့အခါဟက်တယောက်ဟာအန်ဒီအိမ်ကိုသူ့သားကိုပါတပါးတည်းခေါ်သွားဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်ဟက်တယောက်ငယ်ဘဝပြန်ရောက်သွားတဲ့အခါဟက်ကသူ့အမေကိုဘာအကြံပေးချင်လဲလို့မေးတော့စိတ်တွေကိုအတိစိတ်ကပ်ဖို့နဲ့ကိုဘေးနားကလူကိုမတက်မိစေနဲ့လို့ငုံပြောပြီးမျက်လုံးနဲ့ပါးစပ်တွေတွေက သွေးများကြလာကလန့်နိုလာချိန်မှာတော့ဒါကအိမ်မက်တစ်ခုဆိုတာတိလိုက်ရပါတယ်အဲ့ဒါနဲ့သူ့သားကိုတရိရသွားကဘေးဘက်ကိုကြည့်လိုက်ချိန်မှာတော့ဖီတီကမရှိတော့တာမို့စိတ်ပူပြီးလိုက်ရှာရပါတော့တယ်သူရှာနေတော့မှပဲအခန်းတစ်ခါကအတန်းမီလာတာကြောင့်မြောက်ရုပ်သူ့စီလာပြီးထင်သွားပါတယ်တကားကိုစိုက်ကြည့်နေတော့မှပဲမြောက်ရုပ်မဟုတ်ပဲဖီတီဖြစ်နေတာမို့စိတ်အေးသွားကတက်ပြင်းချနိုင်မှာတော့တယ်နောက်နေ့မှာတော့တေဆုံးသွားပြီးဖြစ်တဲ့အန်တီအိမ်ကိုရောက်လာကြပါတယ်ဖီတီကိုသူ့ပြဿနာတွေဖြေရှင်းနေတော့မှ ကားပေါ်မှာပဲနေခဲ့ဖို့ပြောပေမဲ့ပြည်တိကသူ့ပါလိုက်ချင်းချောင်ပူဆာနေတော့တပ်ဖနဲ့ရောက်စကားအခြေတင်ဖြစ်နေချိန်မှာမိမတယောက်ရောက်လာကမန်တကားကိုခေါက်လိုက်ပြီးသူမကဘာဘရာဖြစ်ကြောင်းမိတ်ဆက်ပြီးမင်းကဟဲရှယ်ပွန်ဖြစ်ရမယ်မင်းအကူဘီကဒီကိုမင်းလာမယ်လို့မှားထားကြောင်းပြောလိုက်ပါတယ်အိမ်ပွဲစားအမျိုးသမီးကသူ့အန်တီအိမ်ကိုရောင်းဖို့အတွက်စီစဉ်ထားတဲ့အစီအစဉ်တွေကိုရှင်းပြရင်အိမ်ကိုလိုက်ပြပြီးပစ္စည်းတွေအကုန်ရှင်းထားပြီးကြောင်းပြောလိုက်ပါတယ်ဟဲလေပွဲစားအမျိုးသမီးပြောသမျှနားထောင်နေရင်အခန်းတွေကိုလိုက်ကြည့်လိုက်ပါတယ်ပွဲစားမက သူ့ရဲ့အန်တီဟာရရက်ဆက်ဆက်တီးသွားခဲ့ရပြီးဘေးပတ်ဝန်းကျင်ကလူတွေဟာလည်းရရက်ဆက်ဆက်တီးသွားခဲ့ကြောင်းပြောပြခဲ့ပါတယ်။တချို့ကမျက်ရည်ရင်မျက်ရည်ဆက်နဲ့ဖျက်ခံရကတေဆုံးခဲ့ရတယ်လို့တချို့ကြတော့ရေပိုက်ကောင်းကရေတွေပန်းထွက်လာပြီးမျက်နှာတစ်ခုလုံးစုပ်ပြတ်သက်သွားကတေဆုံးသွားခဲ့ရပါတယ်။တခြားတစ်ယောက်ကတော့ခေါင်းရရင်အေယာမမူကြီးကလေပင်ကိုကိုက်ခံရတာကြောင့်တေဆုံးခဲ့ရပါတယ်။ဟဲကဒီမှာအဲ့လောက်ကြီးတဲ့မွေမရှိဘူးမို့လားပြောတော့ပွဲစားမကအင်ပေါ် မရှိခဲ့ပါဘူး။ဒါပေမဲ့အရာအလုံးကထူးဆန်းစွာနဲ့ရရက်ဆက်ဆက်တည်ဆုံးခဲ့ရတာပဲလို့ဆိုလိုက်ပါတယ်။ဟဲလဲနားလဲသွားပြီးဗီရိုတဲကိုကြည့်လို့ရမလားမေးတဲ့အခါပွဲစားမှလည်းကြည့်လို့ရတာပေါ့။ဗီရိုကဒီဘက်အခန်းမှာရှိမယ်ထင်နေဆိုကသူမနောက်ကိုလိုက်လာဖို့ခေါ်သွားပါတယ်။အဲ့ဒီအချိန်ဟဲရဲ့သားကလည်းအိမ်ထဲကိုဝင်လာပြီးပစ္စည်းတွေကိုလိုက်ကြည့်တဲ့အခါအမွာညီကိုနှစ်ယောက်ပုံကိုတွေ့တော့သူတို့ကအမွာရှိတာလားဆိုပြီးသူ့အဖေမှာအမွာရှိမှန်းသိသွားပါတော့တယ်။ပွဲစားမနဲ့ဟဲရိုကတော့ ဘီရိုရှေ့ရောက်တဲ့အခါဘီရိုတကားကိုဆွဲဖွင့်ပေးမယ်ဖွင့်လို့မရဖြစ်နေတော့ဒီဟာကတော့ကတ်ထားတာ तू မတီးဘူးဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါနဲ့ဟဲလဲသူ့အတော်ကိုတော်ရှင်ရင်ပစ္စည်းဟောင်းတွေရောင်းတော့ကမြောက်ရုပ်တစ်ခုများပါသေးလားမေးချီတော့ပွဲစားမကအဲ့ဒီအယုတ်လေးကမင်းရဲ့ငယ်ဘဝအမတ်တရားလေးလားငါတော့မတီးဘူးလို့ပြောရင်တော့ကိုမရမကဖွင့်နေပါတယ်နောက်ဆုံးမှအခန်းတကားကပွင့်သွားပြီးအရေးတစ်ခုထွက်လာပါတယ်ဟဲကမူးမမန်းနာချက်ချင်းတိလိုက်တာမို့ရှောင်းနိုင်ခဲ့ပေမဲ့ဗီရိုလေးကတနက်ကကြီးစံထွက်သွားတာပွဲစားမဟာတစားစီဖြစ်သွားပါတော့တယ် ဟက်တကူလုံးလဲသွေးတွေနဲ့ပေးကြံသွားပါတော့တယ်။သူ့ပါဇက်သေးကိုလဲတခုခုဝင်သွားတာမို့ထုတ်ကြည့်လိုက်တဲ့အခါပွဲစားမရဲ့လက်ညှိုးဖြစ်နေပါတယ်။ဟဲလဲအန်ချင်သွားပါတော့တယ်။အဲ့ဒီနောက်မှာရဲတွေရောက်လာပြီးဘီရိုထဲမှာတနက်ရှိတာမတီးဘူးလားဆိုကစစ်စစ်မင်းမြတ်မှုတွေလုတ်ပါတော့တယ်။ဟဲလဲရဲမေးရာတွေကိုပြန်လဲဖြစ်ချပေးလိုက်ပြီးသူ့ကိုလဲဒီမျိုးကနေဘယ်မှထွက်သွားလို့မရဘူးလို့သတိပေးကရဲတွေဟာပြန်သွားပါတော့တယ်။ရဲတွေပြန်သွားတော့မြောက်ရုပ်ကိုထက်ရှာနေချိန်မှာပဲဖုံးဝင်လာခဲ့ပါတယ်။ပြီးဆက်တာပါ။ မြောက်ရွတ်ကဒီအိမ်မှာမရှိကြောင်းနဲ့သူတို့အတော်ကဂူတော်ရှင်းပြီးပစ္စည်းတွေရောင်းချသွားကြောင်းပြောလိုက်ပါတယ်။မြောက်ရွတ်ကလည်းတယောက်ယောက်ရဲ့လက်ထဲရောက်သွားတာမို့အခုဆိုရင်ဒီမြို့မှာပြောင်းဆန်ကုန်ပြီးပောက်ကရတွေဖြစ်နေကြောင်းမှပြောလိုက်ကအခုမင်းပဲမှလဲလို့မေးလိုက်ချိန်မှာတော့ဖုန်းကကျသွားခဲ့ပါတယ်။အဲ့ဒါနဲ့ဟဲကဘီရဲ့ဖုန်းနံပါတ်ကိုလိုက်ရှာကြည့်တဲ့အခါဖုန်းနံပါတ်ရဲ့ပိုင်ရှင်နံပါတ်ကိုတမန်ခီလိုရေးထားတာတွေ့လိုက်ရပါတယ်။ဟဲလည်းစိတ်ရှုပ်ထွေးသွားပါတယ်။အဲ့ဒါနဲ့အဲ့ဒီဖုန်းနံပါတ်ကိုပြန်ခေါ်ကြည့်တဲ့အခါ နောက်ကိုရှာဖွေတဲ့လုပ်ငန်းစဉ်ပြီးဆုံးသွားပြီဖြစ်ကြောင်းနဲ့အန်ဒီရဲ့ကင်းမာစီဆိုတဲ့စကားသံထွက်လာတော့အရာအလုံးကိုဟဲတယောက်နားလေသွားပြီမဲ့နောက်ကျသွားခဲ့ပါပြီ။ဘီကသူတို့အမေကိုဟဲတက်ခဲ့တဲ့အကြောင်းကိုရိပ်မိပြီးနောက်တော့ကိုလှဲ့ပြီးမြောက်ကိုတက်ခိုင်းတဲ့တရက်ခန်းဟာဟဲဖြစ်နေမှန်းကိုလည်းသိသွားခဲ့တာပါ။အဲ့ဒါနဲ့ရေရင်းနဲ့ကမြောင်ရုပ်ကိုတွားယူတော့မြောင်ရုပ်ကရေရင်းနဲ့မှမရှိတော့ပဲတော့ရန်တစ်ခုသာတွေးခဲ့ရပါတယ်။ဒီလိုနဲ့မြောင်ရုပ်ပြန်လဲထွက်ပေါ်လာမယ့်အချိန်ကိုစောင့်နေပြီမဲ့အချိန်တွေကြာသည့်အထိထူးခြားမလာပဲမြောင်ရုပ်ကပျောက်ဆုံးနေပါတယ်။ 25နှစ်အကြာမှာမြောက်ရုပ်ကပြန်ပေါ်လာပြီးနေရာတိုင်းမှာမြောက်ရုပ်ကိုတွေ့ရတော့တာပါပဲဒါကြောင့်မို့မြောက်ရုပ်ကိုပြန်ရှာပြီးဟဲကိုလက်စားချေဖို့အစီအစဉ်ပြုတ်လုခဲ့တာပဲ ဖြစ်ပါတယ်ဟဲကအရာအလုံးကိုနားလည်သွားချိန်မှာဖီတီကိုတဲကုတ်ခံမှာထားခဲ့ပြီးဘီစီကိုဖုံးဆက်ကမြောက်ရုပ်ကမင်းစီမှာလာနောက်ထပ်တော်ရန်ကိုမပွင့်ဖို့နဲ့လူတွေကိုထပ်ပြီးမတတ်တော့ဖို့တားလိုက်ပါတယ်နောက်ပြီးသူသားကိုထိခိုက်အောင်မလုပ်ဖို့ပြောတဲ့အခါဘီကမင်းသားကိုမထိခိုက်စေချင်ရင်တော်ရန်ကိုသူကိုယ်တိုင်လှည့်ဖို့ငါစီကိုခေါ်လာခဲ့ရမယ်လို့ပြောလိုက်ပါတယ် ဟဲကလည်းသူ့သားကိုမခေါ်နိုင်ကြအောင်အကြောက်ကန်ညင်းတဲ့အခါတော်ရန်ကိုအမြဲလဲနေတဲ့သူကအမြဲအနေရခင်းနေလေမင်းသားသာတော်ရန်ကိုအမြဲလဲနေရင်အမြဲအနေရခင်းမယ်ဆိုပြီးဖုံးချသွားပါတယ်ဟဲလည်းဖိတိအတွက်စိတ်ပူပြီးသူ့သားအခန်းစီအမြန်သွားပြီမဲ့အထက်ကဖွင့်မပေးဘဲတိတ်ဆိတ်နေတဲ့အခါဘာလို့ရမှန်းမသိဖြစ်နေချိန်မှာပဲဖိတိကတကားဖွင့်ပေးပြီးသူ့ကိုဘာကြောင့်အဲ့လောက်စိတ်ပူနေရတာလဲဆိုကတာဖတ်နေရောစကားထက်များကြရပြန်ပါတယ်အဲ့ဒီအချိန်မှာပဲပြီးရတဲ့ဘက်ကရဲဟန်ဆောင်ကရောက်လာပြီး တားဖနှစ်ယောက်ကိုဖမ်းခေါ်သွားပါတယ်။အဲ့ဒီနောက်ဖြစ်တိကိုအထဲဝင်ပြီးမြောက်ရုပ်ယူပေးဖို့ခိုင်းလိုက်ပါတယ်။ဟက်ကသူသားနဲ့အတူသူပါလိုက်သွားဖို့ပြောပေမဲ့ဖမ်းထားတဲ့ကောင်ကလက်မခံပဲသူသားတယောက်တည်းကသာအထဲဝင်ပြီးသွားယူစီပါတယ်။အဲ့ဒါနဲ့ဖြစ်တိလည်းတယောက်တည်းအထဲဝင်သွားတဲ့အခါဘီရှိနေပြီးဘီကမင်းကဖြစ်တိပဲဆိုကမြောက်ရုပ်ကိုကင်ထားပြီးမြောက်ရုပ်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုပြောပြနေပါတော့တယ်။ ဖီတီကသူ့ပခင်ဟာမြောင်ရုံနဲ့ပတ်သက်ပြီးသူ့ကိုဘာမှမပြောခဲ့ကြအောင်ပြောပြီးဘီပြောသမျှနားထောင်နေပါတယ်။အဲ့ဒီနောက်မြောင်ရုံရဲ့တော့ကိုဖီတီကိုလှည့်ခိုင်းမာတော့တယ်။တော့လက်ပီးတာနဲ့တပြိုင်နက်မြောင်ရုံရဲ့လက်တွေကလှုပ်ရှားလာကဂရန်တီလိုက်တဲ့အခါမှာတော့နချီကောင်တွေကသူ့တို့အတိုက်ထဲကနေထွက်လာကဟဲရိုကိုဖမ်းထားတဲ့လူရဲ့ပစက်ထဲကိုအကုန်ပြေးဝင်လာပြီးအဲ့ဒီလူဟာတေဆုံးသွားပါတော့တယ်။ဟဲလက်ကြောင်ကြည့်နေပြီးကားရဲကအမြန်ထွက်ခါသူ့သားနောက်ကိုလိုက်ဖို့ပြင်လိုက်ပါတယ်။ဖီတီကသူ့အဖေခေါ်တဲ့ကြားတော့အတန်ပြန်ပေးလိုက်ချင်း ဖီကနောက်တစ်ခေါက်တော့ကိုထက်လက်ခိုင်းပါတယ်ဖီတီကမလဲတဲ့အခါမြောက်ရုပ်ကိုပြန်ယူပြီးသူ့ညီဟဲကိုတတ်ဖို့မြောက်ရုပ်ကိုပြောလိုက်ပါတယ်မြောက်ရုပ်ကလွတ်ထွက်သွားပြီးချမ်းပြင်ပေါ်ကျသွားပါတယ်ချမ်းပြင်ပေါ်မှာမြောက်ကဒရန်ကိုအဆက်မပြတ်တီးလိုက်တဲ့အခါပြင်ပကဘာမှာကတုံးကနောင်ဖြစ်ကုန်ပြီးလူသေးအလောင်းတလောင်းပြုတ်ကျလာပါတယ်အဲ့ဒီအချိန်မှာပဲဟဲရောက်လာပြီးညီကိုနှစ်ယောက်ရန်ဖြစ်ကြပါတယ်ဟဲကဖီတီသေးသွားနိုင်တာကြောင့်ရက်ဖို့ပြောတော့မင်းလန်ကအမေကိုတတ်ခဲတာပဲဆိုပြီးဘီကသူ့ရဲ့ခန်းစားချက်ကိုပြောလိုက်တဲ့အခါ ီကောင်ကြီးကခိုင်းတဲ့အတိုင်းမလုပ်ဘူးဆိုတာမင်းလည်းသိတာပဲလို့ပြန်ပြောလိုက်ချင်သူ့အမေနဲ့နောက်ဆုံးတွေ့ခဲ့ရတဲ့အချိန်ကိုပြန်ရောက်သွားပါတော့တယ်အဲ့ဒီအခါမိခင်ဖြစ်သူကအမေသွားရတော့မယ်လူတိုင်းသေချာရတာကြီးပါပဲလို့ပြောပြီးပျောက်ကွယ်သွားတဲ့အခါမှာတော့ညီကိုနှစ်ယောက်လည်းအချင်းချင်းပြန်လည်နားလည်မှုရရှိသွားပြီးလက်ဆွဲနှုတ်ဆက်လိုက်ကြပါတော့အဲ့ဒီအချိန်မှာပဲမြောက်ကဒရန်ကိုတီးခတ်လိုက်တဲ့အခါဘေးကပစ္စည်းတွေကြောင့်ဘီရက်ကောင်ကြီးပြတ်ဖတ်သွားပါတော့တယ်ဟဲလက်ပီတီကိုခေါ်ပြီးကားနဲ့ထွက်လာချိန်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံးဗျံပရာဖြစ်နေပြီမြောက်ကိုနိုင်မဲ့နီလန်းကိုရှာရမယ်လို့ပြောလိုက်ပါတယ်မြောက်ယုတ်ကတော့သူ့စိတ်တိုင်းကျလူတွေကိုဒရက်ဆက်တက်နေရင်တမန်ကီဇလန်ဟာအဆုံးသက်သွားပါတော့တယ်ခမညာဇလန်လေးကိုနှစ်သက်ကြလိမ့်မယ်လို့ညွှန်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခမညာ